င်္ဂလာပါရှင်အော်တိုဘာလ30ရက်နေ့မနက်ပိုင်းအတွက်ပြပို့ထားတဲ့မလို့တာအခြေအနေခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကျွန်မလူမောင်ပါကျတို့တိမ်ပေါ်မှာဆိုရင်တော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အတင်တင်ကနေပြောတိမ်ထူတက်နေပါရရှင်ဒီမနက်ငယ်ပေါ်မှာဆိုရင်လည်းတပြည်လုံးမှာဆိုရင်တော့တိမ်အတင်တင်ကနေပြောတိမ်ထူတက်နေရအောင်တွေ့ရပါရရှင်ဆက်လက်ပြီးတင်ဆက်ပေးမှာတော့လေတိုင်တို့အခြေအနေခံမှန်းချက်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်လေတိုင်တို့အခြေအနေခံမှန်းချက်အနေနဲ့ကတော့ ရခိုင်ကဲရန်မြဝကျုံမော်ကဲရန်နဲ့မွန်တလိုင်ကဲရန်ရှောင်းမှာတနအီကို၈မိုင်ကနေ၁၂မိုင်လုံးလေးတိုက်ခတ်နိုင်ပါရဲ့ရှင်အခုဆက်လက်ပြီးတော့မြို့ကြီးများအတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မှာတော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့စစ်တွေမှာတော့မိုးအနေငယ်ယွန်းနေနိုင်ပါတယ်ရှင်။ပသိမ်၊မကွေ၊ပဲခူး၊မော်လမြိုင်၊ဖအံနဲ့တဝဲ စတဲ့မျိုးကြီးတွေမှာဆိုရင်တော့နေရာဆစ်စိတ်ကနေနေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်ဆက်လက်ပြီးတော့ကြံမျိုးဤတွေမှာဆိုရင်မန်းလေးမှာတော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့ဟာခာမုံရွာမြကြီးနာလာရှိုးတောင်ကြီးဟဲဟိုးနဲ့လွိုက်ကောစတဲ့မျိုးကြီးတွေမှာဆိုရင် နေရာဆစ်စိတ်ကနေနေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင် ဆက်လက်ပြီးတော့မွေးချိန်အခြေအနေခန့်မှန်းချက်ဒီအနေနဲ့ကတော့မမတပြည်လုံးမှာဆိုရင်တော့မွေးချိန်ဒီအနေနဲ့ကတော့အနည်းဆုံး20မီလီမီတာနေပြီးတော့အမြင့်ဆုံး80မီလီမီတာဝန်းကျင်လောက်မှာရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။အပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်မှာ20ရနေပြီးတော့28ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပြီးတော့ကြံသေးတာတွေမှာဆိုရင်တော့28ကနေ33ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်။ မြမပင်လယ်ပင်အခြေအနေခတ်မှန်းချက်အနေနဲ့ကတော့မြမကင်ရန်ရှောင်းနဲ့ကမ်းလုံပင်လယ်ပင်မှာလှိုင်းအနှဲငယ်သာရှိနိုင်ပါတယ်လှိုင်းမြစ်ပေကတော့တပေရနေနှစ်ပေလောက်မြင့်တက်နိုင်ပါတယ်ရှင်မန္တလေးမြို့နယ်အနီးတစ်ဝိုက်တွင်းကစာခတ်မှန်းချက်တွေအနေနဲ့ကတော့ရှေ့လေးရက်မှာနေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပြီးတော့လေးရက်နေမှာဆိုတော့မိုးအနှဲငယ်ယောနေနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်တွင်းကစာခတ်မှန်းချက်အနေနဲ့ကတော့31ရက်နေမှာတိတ်အသင့်တဖြစ်ထွန်းနိုင်ပြီးတော့လေးရက်နေမှာဆိုတော့မိုးအနှဲငယ်ယောနေနိုင်ပါတယ်ကျန်တဲ့ရက်တွေမှာဆိုရင်တော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင် နေပြည်တော်နဲ့နေတွိုက်တွဲ9ရက်စာခန့်မှန်းချက်တွေအနေနဲ့တော့လာမယ့်9ရက်လုံးမှာနေပြည်တော်နဲ့နေတွိုက်မှာဆိုတော့နေရာဆက်စစ်ကနေနေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရရှင်အခုဆက်လက်ပြီးတော့အာရှဒေသချို့ရဲ့မူလဝတ္ထုအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ကျေးဇူးတင်ပါတယ်ရှင်